ေးကင်းရန်ကွာရှိကြပါစေခင်ဗျာတော်လိုင်းရေးသတင်းတွေကိုနားဆင်ကြရအောင်ပါကျွန်တော်ကတော့ကြော်ဆိုးပါမြောက်ဒီတောင်ပိုင်းက 6K ကော်နဲ့ဆွေတော်ကုန်းကိုပြန်ဆိုးမှုနိုင်ဖို့အင်အားလုံးရင်ထိုးနေပေမဲ့အစိုးရစုတပ်တွေအနိုင်မရသေးပါဘူးအာပြူထားတာမပါကြည့်ဒီကွာအကောင်အလာပြူမထိုးရင်အရင် version နဲ့မွေဟောက်တွေမဟုတ်တော့ဘူး version လေးနည်းနည်းထပ်မြင့်ထားတဲ့မွေဟောက်တွေဖြစ်ကုန်ပြီးကောက်စရာရှိတာမြ мян လေးလာပြန်ကောက်ကြဆိုပြီး ရေးသားအသိပေးထားတာကတော့ KNL Corpora စစ်ကြောင်းမူစောကော်ရဲ့လူမှုကွန်ရက်စီမှာဖြစ်ပါတယ်။ညဝရီကိုရန်သူတွေပြန်ရောက်လာနိုင်ပြီးနောက်အခုစက်တင်ဘာလပိုင်း၄ကီကော်တိုက်ပွဲလို့ယုံကြည်ရနိုင်တဲ့တိုက်ပွဲရုပ်သံအချို့လဲမြေပြင်တော်လိုင်းရေးတည်င်းရင်းမြစ်တွေထံကထွက်ရှိလာတာကိုတွေ့နေရပါတယ်။စစ်အုပ်စုဟာရှိသမျှအင်အားအရင်းမြစ်အကုန်နီးပါးကိုသုံးနိုင်လျက်ကပဲထိုးစစ်မပေါက်မြောက်တာကြောင့်မြဝရီနေကန် BGF များရဲ့အကူအညီကို ကြီးထက်ပူပြီးရယူနိုင်ဖို့ဖိအားပေးလျက်ရှိကြောင်းသတင်းများလည်းကြားနေရပါတယ်။ကြီးမဲ့ဝါခီနဲ့ပဟိကလော်ရွာတဝိုက်မှာစစ်အုပ်စုအထိနာလျက်ရှိဆဲဆိုတာကိုမြေပြင်တော်လှန်ရေးရဲဘော်သတင်းရင်းမြစ်များအရယုံကြည်ရနိုင်ပေမဲ့ဗီဂျီအက်တပ်များကိုစစ်ကူထပ်မံဆေးလွတ်ရန်ပြင်ဆင်စုပွက်လျက်ရှိကြောင်းသတင်းတွေကတော့တည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ KNU ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ပထိုစော့တော်နီရဲ့အခုမြဝတီလက်ရှိအခြေအနေနဲ့ပတ်သက်ပြီးပြောဆိုချက်တွေကတော့ထွက်လာခဲ့ပါပြီ။ သူကတော့ရက်ပေါင်း900ကျော်သည့်အထိမြဝရီကိုရန်သူမရောက်ဘို့ဟန်တာထားနိုင်ကြတာကိုဂုံယူတယ်လို့အေယာဝရီသတင်းဌာနကိုပြောကြတာကြားရပါတယ်။ KNU ကနေခွဲထွက်ပြီးချမ်းသာကြီးပွားနေတဲ့အင်အားကြီး BGF ကိုစီယုံဖို့စ조사ခဲ့ပေမဲ့လည်းစီယုံမနိုင်ခဲ့တာကိုသူကဝန်ခံပြီးအဲ့ဒါကြောင့်လဲ BGF ဟာစေအုပ်စုရဲ့ရွေးကောက်ပွဲကိုထောက်ခံသူတွေဖြစ်သွားခဲ့ရကြောင်းဖွင့်ဟသွားပါတယ်။ နှစ်ပေါင်း80ကြာကြာအောင်စစ်အုပ်စုကိုမအောင်မြင်ပဲတော်လန်နေရဆဲ KNU ဟာအခုຫນွေဦးတော်လန်ရင်မှာလဲ Concession ပျောက်ကြားတည်နေကပြူဟာနဲ့သာဆက်သွားမယ်လို့ပြောပြီးကီလိုမီတာ1000ကျော်တဲ့ထိုင်းမြန်မာနေဆက်တကြောကိုသာဆက်ပြီးထိန်းချုပ်ထားမယ်အခုလက်လွတ်လိုက်ရပေမဲ့လဲကော့ကရိတ်မြဝတီနယ်မြေတွေကိုတနေ့လက်ထဲပြန်ရောက်စေရမယ်လို့ထုတ်ပေါ်ပြောကြားနေတာကြားရပါတယ်စစ်အုပ်စုရဲ့အခုထိုးစစ်ကလဲရွေးကောက်ပွဲလုပ်ဖို့တိုက်ခါဆဲတဲ့ထိုးစစ်များသာဖြစ်တယ်လို့သူကယူဆထားပါတယ် တရင်တွေကြကြပြန့်ပြန့်ထွက်နေတယ်လို့စေအုစုနဲ့ပူပေါင်းပြီးရန်သူကိုကူညီနေတယ်ဆိုတဲ့ BGF တပ်တွေဟာလည်းဘာမူဝါဒမှမရှိတဲ့တပ်တွေဖြစ်ကြောင်းအချိန်၄ချင်းခါကိုကြည့်ပြီးအဆင်ပြေတယ်လို့ပြောင်းလဲလှုပ်ရှားနေကြရလို့အခုလိုရန်သူနဲ့နှိကပ်သွားတာကလည်းမထူးဆန်းကြောင်းပထိုစောတော်နီကတော့ဝေဖန်ပါတယ်ဒီတော့လဲမညီညွတ်နိုင်ခဲ့မညီညွတ်သေးဘူးလို့ပေါ်လွင်သွားတဲ့ဒီကရင်တပ်တွေဟာရန်သူပမာနှစ်ချမ်းကွဲသွားပြီးကရင်ချင်းချင်းမို့လဲမတိုက်ကြပြန်ပါဘူး ဆိုတော့မြဝတီဒေတာကိုကရင်အုပ်ချုပ်ရေးရန်တရားလဲပတ်ဖို့ပြင်ဆင်ထားတဲ့ကရင်လူငယ်တွေရဲ့အာအင်ဆိုတာကလည်းဝေဝါးသွားရပြန်ပြီလို့သုံးသပ်ရပါမယ်။ 4K ကော်ကိုပြန်သိမ့်ဖို့စ조사နေတဲ့ထုတ်စစ်မှာစစ်ကောင်စီနဲ့ BGF တပ်ဖွဲ့ဝင်ချုပ်ဟာအလင်းဝင်ဘက်ပြောင်းတီပုံစံနဲ့တော်လိုင်းအင်အားစုတွေစီလာရောက်ပူးပေါင်းပြီးတည်င်းတရှို့လှုပ်ဖို့ရှိနေကြောင်းလာရောက်ပူးပေါင်းမှုရှိရင်လည်းအဲ့ဒီအင်အားတွေကိုတိုက်ပွဲနေရာမှာမထားဘဲနောက်တန်းမှာတီးတန့်ရှိနေစေတင်ကြောင်းတည်င်းချို့ထွက်ပေါ်မှုတွေလည်း တွေ့နေရပါတယ်ဒီချိန်မှာပဲစစ်အုပ်စုကိုကုညီသူ BGF တပ်ဖွဲ့နာမည်နဲ့တကွာထွက်ပေါ်လာရမှာတော့ BGF ဗိုတင်ဝင်းအဖွဲ့ဟာ၄ကီကောရှေ့မြောက်ဘက်မေဝါကီရွာဘက်ကနေစစ်ကူထိုးနေကြောင်းတပ်မဟာ6သတင်းရင်းမြစ်တွေပေါ်ကိုကားပြီးပြောဆိုမှုတွေရှိလာပါတယ်၄ကီကောအနောက်မြောက်ဘက်ကြောက်ကူရွာကနေစစ်ကူထိုးရမှာတော့ဘိုမုတ်တုံအဖွဲ့လို့ဆိုကြပါတယ်ဒီသတင်းတွေဟာမြေပြင်တိုက်ပွဲသတင်းတွေဖြစ်တာကြောင့်အတိအကျသိရဖို့ခက်ခဲခြင်းနဲ့တူ ကရင်ပြည်သူတော်လံပြည်သူများအတွက်တော့စိတ်မသက်သာစရာဖြစ်လို့နေပါတယ်။စေအောင်စုဟာလိုအပ်တဲ့လူအင်အားကိုအထမစစ်မှုထမ်းဥပဒေနဲ့ဖြည့်ဆည်းနိုင်ခဲ့ကြပြီး BGF ကတော့၎င်းတို့ရဲ့ကဘာကျော်ကြားပြန်ငွေလိမ်လုပ်ငန်းတွေကိုအရင်ပြုပြီးလစာကောင်းကောင်းပေးကာအင်အားတိဆောက်ထားနိုင်ကြပါတယ်။ဒီနေ့စက်တင်ဘာလ26ရက်နေ့မွန်းတဲမှာတော့မြဝတီမြို့တောင်ဘက်ရှိဖလူးလေးကြီးရွာကိုစေအောင်စုရဲ့ဒရုန်းတွေကြားရောက်ပောက်ကွဲခဲ့ပါတယ်။ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းတွေပျက်စီးမှုရှိတာကိုလည်းတွေ့ကြရပါတယ်။အခုလိုသိတာထင်ရှားတဲ့တိုးတက်မှုညီညွတ်မှုအားနည်းနေပြီးအချမ်းဖက်စစ်တပ်ရဲ့ထိုးစစ်အောက်ကိုရောက်သွားတဲ့ KNU စစ်ရေးအခြေအနေကြမှာပဲ။ UNG ဆိုရသမရဒူဝါလည်းရှိလာနဲ့ KNU ဥက္ကဋ္ဌစော့ဝဲထူဝင်းတို့တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသတင်းထွက်ခဲ့ပါတယ်။စက်တင်ဘာလ24ရက်နေ့မှာတွေ့ဆုံပြီး25ရက်နေ့မှာတော့နှစ်ဖက်လုံးဒီသတင်းကိုထုတ်ပြန်ထားကြတာပါ။အဲ့ဒီတွေ့ဆုံဆွေးနွေးမှုသတင်းထဲမှာတော့ စစ်အာဏာရှင်အမြင့်ပြတ်တိုက်ဖြတ်ရေးအတွက်အန်ယူဂျီနဲ့ KNG တို့ခိုင်မာစွာလက်တွဲမယ်ဟူ၍သာပါရှိပြီးအသေးစိတ်ကိုတော့မသိရပါဘူး။တော်လန်ကြီးအင်အားစုများကြားပူပေါင်းလက်တွဲလှုပ်ဆောင်သွားမယ်ကန္တများနဲ့ဆက်လျင်း၍အကြဲတဝင့်ဆွေးနွေးခဲ့ကြသည်ဟူ၍သာရေးသားဖော်ပြထားပါတယ်။စစ်အုပ်စုကတော့တရုတ်ရုရှားအကူအညီတွေကိုတတွင်တွင်တောင်းဆိုနေရင်းရရှိနေရင်းအခုတခါကရင်ပြည်နယ်မှာလည်း BGF DKBA အကူအညီကိုရယူနိုင်ခဲ့ပြန်ပါပြီ။ မြေပြင်ထိုးစစ်တွေလည်းဆက်တိုက်ပြုလုပ်နေသလိုမင်းအွန်လိုင်းစိတ်တိုင်းကြလုပ်မဲ့အဓမ္မရွေးကောက်ပွဲကိုနှောက်ယှက်တယ်ဆိုပြီး KNU AA ချင်းပြည်ကောင်စီစတဲ့တော်လိုင်းအဖွဲ့စည်းတွေကိုပါ အမှုဖွဲ့ထားချိန်လဲဖြစ်ကြောင်းစူးစီးတင်ပြပါတယ်ခင်ဗျာတော့ခရိုင်နဲ့ကြိုင်းစိတ်ကြီးမြို့နယ်တို့ကိုအရေးပေါ်အခြေအနေကြော်ညာခဲ့တဲ့စစ်အုပ်စုဟာမြပရီလီကီကောကိုတိမ့်မှုစူးစမ်းနေတဲ့တစ်ချိန်ထဲမှာပဲကျုံတို့ကိုလည်းစစ်ကြောင်းတုံးချောင်းနဲ့ထိုးစစ်ပြုနေပါတယ် ရန်သူအင်အားများပေမဲ့ကြုံတိုးကွင်တိုက်ပွဲများမှာလည်းစစ်အုပ်စုတပ်သားတွေတရာကျော်အလောင်းတွေပုတ်ပွားအောင်တိုက်ဆုံမှုများတယ်လို့တော်လိုင်းကြီးဘက်ကသတင်းတွေကရေးကြပါတယ်။တော်လိုင်းကြီးတပ်တွေဘက်ကလည်းထိခိုက်တိုက်ဆုံမှုရှိကြောင်းဆိုထားပေမဲ့အရေးအတွက်ကိုတော့မသိရပါဘူး။ရန်သူစစ်အုပ်စုအင်အားကို300လောက်ရှိကြောင်းခန့်မှန်းထားပြီးအင်းကြီးကြုံပိုင်းရေဘူးလိုင်းကွယ်မှာတိုက်ပွဲပြင်းထန်နေကြကရန်သူတွေဟာကြုံပိုင်းကိုမကျော်နိုင်သေးဘူးလို့သတင်းရင်းမြစ်တစ်ခုထံမှသိရပါတယ်။စက်တင်ဘာလ23ရက်နေ့နေ့လယ်ပိုင်းမှာတော့ ခမရငါလီငါတက်ကလက်နေကြီးပစ်လို့ကြုံပိုင်းကြီးရွာအုပ်စုကော်ရီဆိုင်ရွာနဲ့ကော့ဝါဘူးရွာကဒေသခံခုနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။ကြုံတိုးကော့ဂရိတ်မြဝတီအာရှလန်းကိုစီအုပ်စုဘက်ကထိမ့်ချုပ်စိုးမိုးဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲလမ်းတကြောမှာအခုလိုတိုက်ပွဲပြင်းထန်နေစေအခြေအနေဖြစ်ပါတယ်ခင်ဗျာ။ရန်ကုန်လှဲကူးမြို့နယ်မှာတော့ဘုံကွဲနေပြန်ပါတယ်။ရန်ကုန်အာမီပျောက်ကြားအဖွဲ့မှပြောဆိုချက်အရ တရားမဝင်ရွေးကောက်ပွဲပြုလုပ်ရန်ပြင်ဆင်နေပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးကာစစ်တပ်ထံသို့ပို့ဆောင်နေသည့်လှဲကူးမြို့နယ်အုံနယ်ကုန်းရပ်ကွက်ရုံးကိုဘုံခွဲတိုက်ခတ်ခဲ့ကြောင်းသိရပါတယ်။စတေမာလာ25ရက်နေ့ည9:30မိနစ်ခန့်တွင်ဖြစ်ပါတယ်။မိုင်းဘုံနှလုံးခွဲနိုင်ခြင်းဟာအကျန်းဖက်စီအိုစုအခိုင်ကံအုပ်ကြီးများနဲ့လူမိုက်ဖွဲ့တွေရှိနေခြင်းဖြစ်ကြောင်းသိရပြီးချိခိုက်မှုရှိကြောင်းလူနာတင်ကားတွေရောက်လာကြောင်းတိုက်ခိုက်မှုတွင်အုပ်ချုပ်ရေးမှုအပါအဝင်၅ဦးထပ်မံအပြင်းထန်ဒဏ်ရာရကြောင်းထုတ်ပြန်ထားပါတယ်။ ထိကိုက်မှုကအနည်းဆုံး9%လောက်ထိနိုင်တယ်။မြေပြင်သတင်းပေးကချက်ချင်းပြောတာကလူနာတင်ရင်တွေရောက်တယ်ဆိုတာပါပဲ။တေဖို့လည်းများပါတယ်။ကျွန်တော်တို့တေချာလုပ်ခဲ့တာရွေးကောက်ပွဲအတွက်အတက်တရော်လှူဆောင်ကြတဲ့ကောင်တွေစရင်အသေးစိတ်ပြုစုထားတယ်။တစ်ချိန်မဟုတ်တစ်ချိန်လုပ်နေတဲ့မင်းတို့တွေစီကိုကျွန်တော်တို့အရောက်လာမယ်ဆိုတာသတင်းပါခြင်းပါတယ်။ပြည်သူတွေကိုလည်းတရားမဝင်ရွေးကောက်ပွဲကိုနိုင်တဲ့နေရာကနေဆန့်ကျင်ကြဖို့မှာကျင်ပါတယ်ဟူ၍ရန်ကုန်အာမေဖွဲ့ကထုတ်ပြောပါတယ်။ ဒီဖွဲ့ဟာအောက်ကုလအတွင်းကလည်းလှဲကုမြို့နယ်အောင်မင်္ဂလာရက်ွယ်အုပ်ချုပ်ရေးမှူးရုံးအင်းစိန်မြို့နယ်မြို့တိကငယ်ရက်ွယ်အုပ်ချုပ်ရေးမှူးရုံးနဲ့တကုံမြို့တိတောင်ပိုင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးတို့ကိုတိုက်ခိုက်ခဲ့ပါသေးတယ်ခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်းဘက်ကကြောင်မဲမြို့ကိုစစ်အုပ်စုကစစ်ကြောင်းထိုးနေပါတယ်အကြမ်းဖက်မှုတရင်တွေလည်းထွက်ပေါ်နေပြီးအဲ့ဒီစစ်ကြောင်းထိုးမှုမှာအသက်16နှစ်အရွယ်မိန်းကလေးငယ်ကိုမရင်းကျစ်တပ်ဖြတ်ပြီးတန်ငါတပါးပါဝင်စုစုပေါင်းပြည်သူ၄ဦးကို ရရဆက်ဆက်ပြစ်တက်ခဲ့ကြောင်းတပ်ပုံမှတ်တမ်းများနဲ့တူဒေသခံများကပြောဆိုနေကြပါတယ်အခုလိုအကျန်းဖက်တက်ပြတ်ခံရမှုကစက်တင်ဘာလ24ရက်နေ့မှာနားအိုက်ခန့်ရွာကိုစစ်တပ်ကစစ်ကြောင်းထိုးစင်ဖြစ်ခဲ့တာပါအသက်ခံရသူတွေကစစ်ပေးရှောင်နေတဲ့နားအိုက်ခန့်ကြေးရွာကပါမိန်းကလေးငယ်ကိုမရင်ကျစ်တက်ပြတ်ထားတာမြင်လို့တော့မကောင်းဘူးအမေရောမောင်လေးကိုပါတတ်သွားတယ်ဦးစင်းတစ်ပါးကိုလည်းတတ်သွားတယ်စစ်စုပေါင်းတိတ်ဆုံးတာ၄ဦးပါစစ်တပ်သုံးဆောင်တွေယူနီဖောင်းတွေပေါင်းပြီးတွေကြံခဲ့တယ်ဟူ၍ ဖြစ်စဉ်ကိုသိရှိထားတဲ့ဒေသခံပြည်သူတူကပြောပြပါဗျ။ကြောင်မဲမြို့နယ်ရှစ်မိုင်ခန့်အကွာကစခန်းသာကြေးရွာနီးမှာစစ်ကောင်စီတပ်နဲ့တရားနယ်လေတို့တိုက်ပွဲပြင်းထန်နေပြီးဝိုင်းတွဲဘုံကျဲရန်ကြောက်ဒေသခံတွေတင်းရှောင်ကြဖို့ကိုလည်းကုညီကေဆယ်ရေးအဖွဲ့တွေကတတိပေးနေကြပါဗျ။ဇူလိုင်လမှာနောင်ချိုကိုပြန်သိမ်းယူနိုင်ခဲ့ပြီးနောက်ပိုင်းဩဂုတ်လကစလို့ကြောင်မဲမြို့နယ်နောင်ပိန်တိုက်နယ်ကိုရန်သူစစ်ကြောင်းထိုးလာကြခြင်းဖြစ်ပါတယ်။ကြောင်မဲမြို့ကိုသိမ်းဖို့စူးစမ်းခဲ့ပေမဲ့မအောင်မြင်ဘူးဟုဆိုကာကစတာနှစ်မှူး ဒုတိယဗိုလ်ချုပ်ကြီးနန်းနိုင်ဦးကိုစစ်ကောင်စီကယာတုကဖျောက်ချလိုက်တယ်လို့လဲတည်င်းတွေထွက်ပေါ်လာနေပြီးအဲ့ဒီယာတုနေရာကိုကဆတ်တာငားမှုဒုတိယဗိုလ်ချုပ်ကြီးစော်မင်းလက်နဲ့အစားထုတ်လိုက်ကြောင်းဒေတာတွင်းတည်င်းများကရေးသားဖော်ပြနေကြပါတယ်အဲ့ဒီနောက်ပိုင်းကြောင်မဲနဲ့တီဘောကိုရွေးကောက်ပွဲလုပ်မယ်လို့စစ်အုပ်စုကကြေညာထားမှုနဲ့အတူပဲအခုလိုတိုက်ပွဲတွေပိုပြင်းထန်လာကြပြီးအကြမ်းဖက်တပ်ဖြတ်မှုတွေလည်းဖြစ်ပွားလျက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာ စကိုင်းတိုင်းဝန်းတူမြို့နယ်မှာတော့ဝန်းတူမြို့ကနေအင်အား60နဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကိုတိုက်ခိုက်လို့35ဦးကျော်သေဆုံးကြောင်းစစ်တပ်ပန်း6ဦးနဲ့တူလက်နက်ခဲယမ်းများလည်းသိမ်းဆီးရရှိခဲ့ကြောင်းကောလင်းခရိုင်အမှတ်လေးတိုက်ရင်မှထုတ်ပေါ်ပြောဆိုလာပါတယ်။စက်တင်ဘာလ4ရက်နေ့ကတိုက်ပွဲအဟောင်းသတင်းကိုမနေ့ကအသေးစိတ်ပြန်လည်ဖော်ပြခဲ့ကြတာပါ။ရန်သူစစ်ကြောင်းဟာထောက်ကျန့်တော်ရွာနီးကြက်ကောင်းတောင်အရောက်ပြည်သူကာကွယ်ရေးအတပ်ဖွဲ့များရဲ့ခြေမုံမှုကိုခံရတာဖြစ်ပါတယ်။ ရန်သူလောင်း30ကျော်စစ်တုပ်ပန်း9ဦးနဲ့တူလက်နက်ခဲယံအများပြားသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။ဖမ်းမိတဲ့စစ်တုပ်ပန်းစစ်သား9ဦးဖြစ်ပြီးတဦးကတော့ဆေးဝါးကုသပေးနေစဉ်တေဆုံသွားကြောင်းထို့ကြောင့်အရှင်ဖမ်းမိသူ6ဦးသာကြန့်ရှိကြောင်းစစ်တုပ်ပန်းများကိုစစ်စေးမင်းမြန်ကတိုင်းစစ်ဌာနကိုပေးပို့လိုက်ပြီးဆိုကြောင်းသတင်းထုတ်ပြန်ထားပါတယ်။တိုက်ပွဲဖြစ်ပွားတာကတော့စက်တင်ဘာလ၄ရက်နေ့နဲ့၅ရက်နေ့နှစ်ရက်တည်းဖြစ်တာပါ။ဒါပေမဲ့သူတို့ကိုလိုချင်တဲ့နေရာရအောင်မောင်းသွင်းရတယ် ကျွန်တော်တို့ဘက်ကတက်ခွဲမှုစစ်ကြောင်းမှုကအရန်ကောင်းတယ်သူရဲ့လှုပ်ဆောင်မှုတွေဒီတိုက်ပွဲမှာအရန်ကောင်းခဲ့တယ်လိုချင်တဲ့နေရာရောက်တယ်ကျွန်တော်တို့လိုချင်တဲ့အတိုင်းဖြစ်ခဲ့တယ်ကျွန်တော်တို့ဘက်ကစစ်စစ်လုံးလုံးနဲ့တိုက်နိုင်ခဲ့တယ်9ရက်နေ့ညနေ6:40မိနစ်မှာတပောက်ဖွေပေးထားတဲ့အတွက် အပိသက်လှုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်ဟု၍ calling ခရိုင်အမှတ်လေးတိုက်ရင်ကပြောပါတယ်ဒီတိုက်ခိုက်မှုကိုအမှတ်၁စစ်ဒေသ calling ခရိုင်အမှတ်လေးတိုက်ရင်တိုက်ခွဲမှုရဲဘော်တကုံနဲ့ရဲဘော်ဘော်ကာတို့ကဦးဆောင်တာ ကောလင်းခရိုင်အမှတ်လေးတိုက်ရင်နဲ့ကောလင်းခရိုင်အမှတ်တေတိုက်ရင်မှတပ်ဖွဲ့ဝင်များပူးပေါင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးမိမိတို့ဘက်မှဆန်အူမစိုးရိမ်ရသောဒဏ်ရာများအနည်းငယ်ရရှိခဲ့ကြောင်းသိရပါတယ်ခင်ဗျာစတင်မလာ23ရက်နေ့ကတည်င်းတစ်ခုမှာတော့ကန့်ဘလူမြို့နယ်အောင်ချမ်းသာရွာကိုမိရှုဖျက်ဆီးသွားတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုရန်သူ73ဦးသေဆုံးသွားတဲ့တည်င်းတစ်ခုရှိပါတယ်။ကန့်ဘလူမြို့နယ်ကာဘိုးရွာမှာထွက်လာတဲ့အင်အား100ကျော်ရန်သူစစ်ကြောင်းဟာ အောက်ချမ်းသာရွာကိုဝင်ရောက်စီးနင်းပြီးပြည်သူပိုင်နေအိမ်များကိုမိရှုဖျက်ဆီးခဲ့ကြတာပါအချမ်းဖက်စစ်တပ်မိရှုဖျက်ဆီးခြင်းကြောင့်ကြေးရွာတွင်းရှိနေအိမ်ဆယ်လုံးခန့်မိလောင်ပြာကျခဲ့ပြီးပြည်သူများလည်းရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်အဲ့ဒီစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲခဲ့ကြပါတယ်တိုက်ခိုက်မှုမှာရန်သူ73ဦးတေသွားပြီးနောက်စက်တင်ဘာလ25ရက်နေ့မှာတော့ရန်သူစစ်ကြောင်းအကုန်လုံးကာဘိုးရွာတွေကိုပြန်ဝင်သွားတယ်လို့ဒေတာတွင်တော်လိုင်းရဲ့တည်င်းတွေကိုကိုးကားပြီးသိရကြောင်းပါခင်ဗျာ